2025ခုနှစ်အောက်တိုဘာလ15ရက်ဗုဒ္ဓနေ့မနေ့ဆောစောနှုတ်ကတော်ညီဖျားခင်တာတယောက်လည်းကျွန်တော်တင်ပြခန်းစားပြီးတိတ္တကလာတော်လာခြင်းလည်းမဲ့ခွင့်ရည်အတွက်ပြင်ဆင်ပေးတဲ့ဖြစ်ရှင်နာမပုံကြည်ပါစေတော့ကာလရှင်ကိုရှိစွာရည်တော်ပါစေနှစ်စာနေဒီမိပါဝင်ကျွန်တော်ဒီမှာတယောက်ချင်းတက်ရှင်ကြီးရပေါ့နှစ်ဟာ88ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကလုံးကဲ988ရက်ကိုဘလို့အသုံးပြုကြလဲပြန်ပြောင်းပြီးဆန်းစစ်စစစင်ကြံနှုံသွင်းကြအောင်ကျန်ရှိသေးတာတော့မနက်ဖြန်နေစပဲနှစ်ကုန်တိ89ပဲကျန်ပါတော့တယ် ကုန်ဆုံးခဲ့တာ288ရက်ကျန်ရှိသေးတာ89ဖြစ်ပါတယ်။ကျန်ရှိသေးတဲ့89ကာလချုံအကောင်းဆုံးရွေးတုပ်ပြီးသွားလာခြင်းလို့ပုလုံကရှိဥစွာတိုက်တွန်းနှိုးဆော်ပြစီ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာတော့ဟေရှာနိုက်ဂျန်ခန်းကြီး32အပိုက်ငယ်ရှိဖြစ်ပါတယ်။စေနာစိတ်ရှိသောသူမူကားစေတံနဲ့ဆိုင်သောအကြံတို့ကိုကြံစီတတ်၏။စေတံနဲ့ဆိုင်သော အရာများအပြင် တည်ရလိမ့်မည်မြတ်ကိုယ်တော်သည်အသက်ရှင်စွာဖြစ်တိုင်းကြောက်တယ်မော်ဘုရားသခင်သည်အသစ်တပံပြလဲကောင်းချီးပေးပါစေသောအာမင်စေနာသိရှိရဲကျွန်တော်လူမျိုးတွေအတွက်ကတော့မြန်မာနိုင်ငံရှိတဲ့အတိုင်းပြည်သူတိုင်းသားမဆိုပါနော်ကျွန်တော်မှာ hospitality လို့ခေါ်တဲ့အဲ့ဝိချေပြောနာကဘာတဝမ်းတော့အော်ချလို့တရားဖြစ်ပါတယ်အော်စရာကောင်းတယ်ဗောလေအခုခေတ်ကလာတော့ဘယ်လိုရှိလဲမသိဘူးအဆက်ဆက်ရာ ဟလာငွေကြီးရှားပါနေချိန်ပေါ့လေဝင်ခွင်းနဲ့ထွက်ခွင်းမမျှတဲ့ချိန်ဘလို့နေလို့မပြောတဲ့အောင်မကျွန်တော်ခရိယံရောက်တိုင်းကတော့ airway ပြူခြင်းဆိုတဲ့ရာကျွန်တော်စေနာစိတ်နဲ့ပြူဖို့တအားရည်ကြီးပါတယ်။ဟောဒီနေ့ကျမ်းစာလည်းပါပြောလို့ဆိုရင်စေနာစိတ်ရှိတဲ့သူဟာတဲ့စေနာနဲ့ဆိုင်တဲ့အကြံပဲကြံစီတယ်။အဲ့လိုဧည့်သည်လာမယ်ဆိုပါလို့ဟဲ့ငါဘာချွေးရင်ကောင်းမလဲစေနာစိတ်နဲ့ပြင်ဆင်လာ။ငါစိတ်ထဲမှာ ဘာစားကျင်လဲငါစားကျင်လဲသူလည်းစားကျင်မှာပဲစပြင်ကိုရဲဆက်ဆံသူကိုနဲ့မြချက်လို့ဆိုရဲတခင်ပြပြောရဲဒုတိယအကြီးမားဆုံးပြညတ်ပေါ့လေအဲ့တိုင်းပဲပြကြတယ်နောက်ပြီးတော့ကျန်းစာပါပြောလို့ဆိုရင်စေတန်းဆိုင်သောအရာများအပြင်တည်တယ်လို့ပြောပါတယ်စေတန်းစီရှိတဲ့လူကဒီသူစေတာပေါ်မှာသူ့အသက်တော်တိဆောက်ပြီးတော့တည်တန်းခိုင်ခန့်နေမြင်မြန်လို့ပြောတာဖြစ်ပါတယ်စေတစိတော့ဘာနဲ့လားတန်ပြောဆိုရင်ကျွန်တော်ဂျေးမို့ကြည်ပံပေါ့လေကျွန်တော်ပြုံးပြရင် ဲကပုံကြီးကလည်းပြုံးပြရတယ်။မဲ့ပြရင်မဲ့ပြရတယ်။အော်ကျွန်တော်စင်နာစီကကျွန်တော်တက်တာကိုကြီးမားတယ်ကောင်းကြီးဖြစ်စေတာစင်နာမရှိတော့ဘူး။အာမေတ္တာတုံးနေပြီအာအဲ့ဆိုအတ္တတာတတိထားတော့ကျွန်တော်မရှိစုရှိစုမရှိမဲ့ရှိမဲ့ရနေပြီးတော့ကျွန်တော်ဧသည်ဝတ်ပြုဖို့တောင်းတိုက်တွန်းချင်တာဖြစ်ပါတယ်စေနာစိတ်ရှိတဲ့လူကစေနာစိတ်နဲ့ဆိုင်တဲ့အကြံတွေကိုကြံတတ်တယ်ကျွန်တော်ကြံစီကြည့်အောင်လာမဲ့ပတ် သခင်ပြားနေမှာငါအတင်းတော့ငါဘာအလုပ်ကြည့်ပြင်ကောင်းမယ်လဲစသဖြင့်ပေါ့လေလောက်ပါလို့ပြောတာမဟုတ်ကျွန်တော်သဘောပြောပြတာငါမွေးနေ့မှာဘာကြည့်ရင်ကောင်းမလဲငါတို့ wedding anniversary မှာဘာလုပ်ရင်ကောင်းမလဲဒါစင်နာစိတ်နဲ့ဘွားတက်တော့တိဆောက်နေလားဒီရတဲ့အားလုံးကစင်နာစိတ်နဲ့ပြုရရတယ်တီမဲလို့ကျန်စာပြောရတဲ့ကြောင့်နှစ်ကွက်တော်ပေါ်ပါမီးဆန်းပြီးအသက်တာကိုစကြောဆန့်စစ်စေခြင်းနဲ့ စင်နာစိတ်ရှိတဲ့သူကစင်နာစိတ်နဲ့ဆိုင်တဲ့အကြံတွေကြံစီတတ်တယ်။စင်နာဆိုင်သော အရာများဖြင့်အတ္တတာဟာတရားလိမ့်မယ်လို့ကျမ်းစာဖော်ပြပါတယ်။ကျောင်းစင်နာစိတ်ကိုပုံပုံလင်းလင်းနဲ့နှုံသားအဖြစ်နဲ့နှုံသားကျဲဝင်တဲ့သဘောနဲ့ထားတဲ့သူတွေဖြစ်အောင်လို့နှုတ်တော်ရက်တီပြီးတော့ကျွန်တော်တိုက်တွန်းလို့ဆိုလိုပါတယ်။ကျောင်းတော်ရဲ့ဝင်ခါကြာအဖြစ်ရောက်တဲ့ပေါ်ဘုရားသခင်သည်အတိတ်တပံပြလဲကောင်းကြီးပြပါစေသောဆုတောင်းနေကြပါစို့။ မြတ်တော်ရှင်ဖပရားစေနာသိရှိတဲ့လူကစေနာသိနဲ့ဆိုင်တဲ့အချက်တွေခြံတောက်တယ်။စေနာဆိုင်တဲ့အရာများအပြင်အတ္တတာတည်ရမယ်လို့ဖော်ပြပါရယ်။ဒါရောနိုင်ငံမှာရှိတဲ့ညီကောင်မမတွေကဒီအဝိချပြွန်ချင်းဆိုစေနာသိကြီးမားတဲ့သူတွေဖြစ်ပါရယ်။ဒါပေမဲ့ခုလိုနောက်ဆုံးကာလဝင်ဝင်ထွက်ထွက်မမျှတဲ့ကာလမှာပြင်းလင်းကြုံကျွေးမှုချင်းစိတ်စင်နာတဲ့ဒါရောတတ္တတိပံရှိကြပါရယ်။ဂျာဒါနဲ့ပတ်သက်ပြီးစိတ်စင်နာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျနော်ဆင်လုံးသိမ့်ပြီးတော့စေနာစိတ်နဲ့ဆက်လက်ပြီးပြု မူနိုင်ဖို့လုံကမက်ကော့တရားစကားဖြင့်အနိုင်ပေးခြင်းပဲ့ပြင်းခြင်းတုံသိင်းကျေးဇူးမှာပြုပြော့ကောင်းချီးပေးပါမိကြောင်းကေဒီမန်ရှင်အရှင်ရှုဖျားနာမတော်ပြည့်ကိုမိပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နိုင်ကြပါရဲ့ဖဖျားသခင်အာမင်ကျော်ဒီနေ့ဝင်ခါချက်ကိုဟာကျွန်တော်တိုင်းသားတွေပြန်လဲကျွန်တော်ညီကုံမတွေယုံကြည်သူတွေပေါ့ပြန်လဲပြီးတော့ reinforcement လုပ်တဲ့နေပေါ့ပြန်လဲပေါ့အားပေးတဲ့နေနဲ့ public မှာ share လုပ်ပြပါလို့เนาะ မျိုးစိတ်များများကြည့်လို့များစွာရည်ရမယ်လို့ချမ်းသာပြောတာ။နည်းနည်းကြည့်ရင်နည်းနည်းပဲရည်ရမယ်လို့စဉ်းစားစိတ်ကိုအရှံပယ်ပေါ့လေ။ထားတဲ့သူတွေဖြစ်အောင်လို့အာထပ်မှန်ပြောတိုက်တွန်းလို့ပါတယ်။ပပလီမှာ share လို့ချမ်းပြအမှုတော်မြတ်မှာပောင်းဝေးပါလို့အမြဲတမ်းတောက်ဆုတိုင်းတောက်ဆုလို့ပါတယ်။ရောက်တဲ့ပုံမှာဘုရားသခင်သည်ကြီးပါတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေတော့။အာမင်။